ကိုမိုက်ရဲ့ကျော်ဝင်းထွေရဲ့အုံတိုင်းရဲ့အရင်ဆုံးဖန်ခံရတယ်ပေါ့ပြီးတော့မှအောင်ချမ်းလူနဲ့ကိုတက်လွင်နဲ့ဖန်ခံရတယ်ပေါ့ကျွန်တော်တို့ကတော့ sorry ရဒီ9ရောက်သလုံးကိုဟိုပါသွားပြီဆိုတဲ့သတင်းတော့ကျွန်တော်တို့ကြားတယ်ဒီကိစ္စနဲ့ပတ်သက်လို့ကတော့မကြိုက်ဘူးပေါ့ဗျာကျွန်တော်လက်မခံနိုင်ဘူးပေါ့ဘာလို့ဆိုတော့အဲ့သူတို့ပြောတော့ဒီမိုကရေစီနီးကြတဲ့လမ်းကြောင်းကိုလိုချင်ဒီရွေးကောက်ပွဲကိုလုပ် အဲ့ဒါရွေးကောက်ပွဲကိုမဲပြီးမဲ့ရွေးပောက်ရွေးကောက်ပွဲကိုထောက်ခံမဲ့ရွေးကောက်ပွဲကိုလက်ခံတယ်ဆိုလို့ရှိရင်မင်းတို့တွားနေတဲ့ဒီမိုကရေစီလမ်းကြောင်းကိုရောက်မယ်လို့ပြောပြီးတော့ကိုယ့်ရဲ့သဘောဆန္ဒလူသားတစ်ယောက်ရဲ့ဖြစ်ခွင့်ရတယ်ကိုယ်ဆန္ဒလေးကြိုက်ချင်းမကြိုက်ချင်းပေါ့ဒေါ်မပါဇက်ကပေါ်တင်တယောက်မှပေါ်တင်ထုတ်ပြောခဲ့ကြတာမဟုတ်ဘူးเนาะရွေးကောက်ပွဲကိုဆန့်ကျင်တယ်လို့ရွေးကောက်ပွဲကိုဘာဖြစ်တယ်လို့ဆိုတာမျိုးမဟုတ်ဘဲနဲ့တွယ်ဝိုက်တဲ့နီးလေးနဲ့ဗျာ အပြောကြရတယ်နောက်ပြီးလို့ရှိရင်ဒီတိုင်းလေး emoji ဆိုတာကွာ sign လေးပဲဗျာဟိုမှာတယောက်နဲ့တယောက်လမ်းမှာတွေ့ရချိန်မှာတတ်တာပြရတယ်တို့ဘယ်သွားမလို့လဲတို့စသည်ဖြင့်ပေါ့ဒီလိုလေးလုတ်ပြတဲ့ signature လေးတောင်မှသူတို့လက်မခံနိုင်မင်းနဲ့အဲ့လိုဟာမျိုးတောင်တအားကြောက်နေတယ်ဆိုတော့ဘယ်မှာလဲကျွန်တော်တို့နိုင်ငံအတွက်ဟာလာဒီမိုကရေစီကိုသူတို့ကစစ်တပ်ကလုတ်တဲ့ရွေးကောက်ပွဲကနေဒီမိုကရေစီကိုပေးမယ်ဆိုတဲ့ဟာတစ်ခုက အာတော်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 ယုံစရာကောင်းတယ်တော်တော်လေးသဲနာကိုကောင်းတယ်ဒါပေမဲ့ဒီပြစ်စင်တွေကအခုမှဖြစ်ခဲ့တာမဟုတ်ပါဘူးဗျာဟိုးအရင်တည်းကကျွန်တော်တို့အမှုပညာသမားတွေကိုသူတို့မကျင်နဲ့မကျင်တတ်တယ်လို့ခေါ်တယ်စစ်တယ်ဆေးတယ်ဟာလာထောင်ချတယ်ဆိုတာတွေကနောက်ဆုံးဗျာလုတ်ပိုင်ခွင့်ကိုအမှုပညာလှူရှားခွင့်တွေပိတ်တယ်ပြုတယ်ဆိုတာတွေကအခုမှမဟုတ်ပါဘူးတကယ်တမ်းကျတော့လေဟိုးအရင်တည်းကပါလို့ဟုတ် နိုင်ငံတနိုင်ငံရဲ့အစင်တန်းကိုကြည့်ကြည့်ရင်တဲ့အဲ့နိုင်ငံရဲ့အမှုပညာကိုကြည့်လိုက်တာနဲ့အဲ့နိုင်ငံရဲ့အစင်တန်းကတိရတယ်အဲဆိုတဲ့စကားရှိတယ်ပေါ့ဒါမှန်ပါတယ်ဘာလို့လဲဆိုတော့နိုင်ငံကဆင်းရဲကြက်တဲပြီးတော့ခက်ခဲတွေကြားရရနေဖိနှိပ်မှုတွေကြားရရမှာရှိနေရင်အဲ့နိုင်ငံရဲ့အမှုပညာအကြီးသေးကလည်းအကောင်ကောင်မုံမထွက်လာမှာပေါ့လေညံလဲပွင့်လို့မရညံလဲဖွင့်လို့မရအတွေးခေါ်လဲပွင့်လို့မရအတွေးခေါ်လဲဖွင့်လို့မရ အဲ့တော့အဲအဲ့ညံနေစပြီးတော့တွေးတာတွေကမပွင့်ဘူးဆိုရင်အလုံးလုံးတဲ့အချိန်မှာလည်းဘလို့မှပွင့်လာမှာမဟုတ်ဘူးအဲ့ခါကျတော့အာတကယ်ပဲမကောင်းတဲ့နိုင်ငံတွေပေါ့ဖိနိတ်ခံနိုင်ငံတွေမှာကျင်းလဲရက်တီရတဲ့အမှုပညာဒီကတော့အဲ့ကြားတွေကနေရုံထွက်နိုင်ဖို့ကတော့ခက်တာပေါ့နော်အာ စရရတွေးကလေးကနေလွလွလလက်တွေးခေါ်ခွင့်လွလွလလက်တင်ပြခွင့်ရခဲ့မယ်ဆိုကျွန်တော်တို့အဲမြန်မာနိုင်ငံအမှုပညာသမားတွေလည်းမညံ့တဲ့သူတွေအများကြီးရှိပါတယ်အဲဒါကြောင့်မလို့လဲဒီ rating စနစ်ကိုသွားမယ်ဆိုပြီးလို့ရှိရင်ကျွန်တော်တို့စူးစမ်းကြရတယ်အဲအဲ့ဒီအချိန်မှာပဲကျွန်တော်တို့ခေတ်အစ်တစ်ခုကိုတိဆောက်ဖို့အတွက်အနာဂတ်ရောင်ကြီးမြင်နေရတဲ့အချိန်မှာပဲအဲ့ဒါအနာသိမ့်မှုတွေဖြစ်သွားတယ်ဆိုတော့အဲကျွန်တော်တို့လူပညာတွေပြန်ပြီးတော့ တကြိုခံလိုက်ရတယ်လို့တင်းတက်ခံလိုက်ရတယ်လို့ဖြစ်တာပါလေ။ဒါပေမဲ့ဒီလိုဘဝမျိုးကနေဒီလိုခက်ခဲမျိုးကနေနောက်တစ်ချိန်ကျွန်တော်ပြန်ထနိုင်ဖို့လိုပါတယ်။အဲ့တော့ကျွန်တော်တို့အမှုပညာသမားအားလုံးရဲ့ခွန်အားနဲ့ယုံမှရမှာအာအဲ့ဒါကကြတော့လေဟိုပေါ့လွတ်လပ်စွာနဲ့တွေးခေါ်ခွေလွတ်လပ်စွာနဲ့စွာနဲ့အဖန်ဒီခွင့်ညီရဖို့ဆိုတာအာနာရှင်မရှိမှဖြစ်မှာအမှုပညာသမားစစ်စစ်တယောက်က လူပညာရည်သွေးစစ်စစ်ဖန်တီးဖို့ဆိုကျွန်တော်တို့အပေါ်မှာအာဏာရှင်မရှိမှဖြစ်မှာအဲ့တော့အဓိကကျွန်တော်တို့ရဲ့လူပညာရည်သွေးတွေအေကောင်းကောင်းမွန်မွန်နဲ့အဲလွတ်လွတ်လပ်လပ်ဖန်တီးခြင်းနဲ့ဆိုတော့အာဏာရှင်ကိုစန့်ကျင်ဖို့လိုတာပေါ့ဗျာ